ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီကနေ့မက်လာ29ရက်နေ့တော်လိုင်းရင်းနေမှာထွက်စီလာတဲ့သတင်းစာနဲ့ဂျာနယ်တွေကကောင်းလို့ရတွေကိုဖတ်ကြားပေးတဲ့အစီအစဉ်ကိုဥအောင်သူနဲ့အတူကျွန်တော်လက်ဆောင်တို့ကတင်ဆက်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဗျာကောင်းပြီကျွန်တော်ဒီနေ့တော်လိုင်းရင်းနေပေါ့နော်ဒီနေ့မှာထွက်စီလာတဲ့သတင်းစာနဲ့ဂျာနယ်တွေကကျွန်တော်ခေါင်းကြီးသတင်းတွေရွေးထားတာကတော့ဒီ eleven သတင်းစာတွေကပေါ့နော်အပြည့်ရဲ့စာချုပ် NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့မထွက်ရသေးသည့်အဖွဲ့များ ်ယင်းနေ့တွေ့ဆုံ၍နိုင်ငံရေးဆွေးနွေးပွဲတွင်တိုင်းရင်းသားအဖွဲ့အားလုံးပါဝင်နိုင်ရေးနီလမ်းများကိုရှာဖွေသွားမယ်ဆိုတဲ့သတင်းနဲ့ဒီ device မှာပါတဲ့နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေးဆွေးနွေးမှုအပြည့်အသက်သဘောတူညီမှုရဟုဆိုထားတဲ့သတင်းနဲ့ဆယ်ပင်နေသတင်းစာမှာတော့တိုင်းမဂ္ဂဇင်းဤတဲ့2016ကမ္ဘာဩဇာအလွမ်းမိုးဆုံးပုဂ္ဂိုလ်တရားစင်ရင်တင်သိမှုမှာတဲ့ဒေါ်အောင်ဆန်းစုကြည်ပါဝင်နေဆိုတဲ့သတင်းတွေက ဒီနေ့ထွက်စီလာတဲ့သတင်းစာနဲ့ဂျာနယ်တွေရဲ့မျက်နှာဖုံးမှာနေရာယူထားတာတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ထပ်ပြီးတော့ဆက်ပြီးတော့ပေါ့နော်ကျွန်တော်ဒီစံတော်ချိန်နေ့စဉ်သတင်းစာမှာဖော်ပြထားတဲ့အိဒါအဘော်ကိုကျွန်တော်ဖော်ပြပေးကြပါမယ်ဒီအိဒါအဘော်ရဲ့ခေါင်းစဉ်ကတော့ PG အစီကံများတဲ့ယူသားစီလူဤဆိုပြီးတော့ခေါင်းစဉ်ရေးထားပါတယ်ဒီမှာဖော်ပြထားတာကတော့တမရမင်းတဲ့ဝင်ကြီးချုပ်ဝင်ကြီးစားတဲ့ဟောရတာအခေါ်အများကြီးတဲ့အနောက်အထိပ်ဘက်ကိုလက်တင်ပါတာဟောရတာတလုံးဖြစ်တဲ့မင်းစတာဟူတဲ့ဟောရတာတလုံးနဲ့ဖြစ်တဲ့အနှစ်ချုပ်နိုင်ပါတယ်တဲ့မင်းစတာဟူသော လက်တင်ဝေါ်ဟာရာရဲ့အဓိပ္ပာယ်မှာတဲ့အစေခံအကူဟူ၍ဖြစ်သည်တဲ့သူ့ဆိုလည်းရင်းတဲ့တမရမင်းပင်ဖြစ်စေဝင်ကြီးချုပ်ပင်ဖြစ်စေတဲ့ဝင်ကြီးပင်ဖြစ်စေထိုရာဓုခန္ဓာများရယူထားသူအားလုံးကိုတဲ့ပြည်ကြီးအစေခံပြည်သူအစေခံဟူ၍တဲ့အဓိပ္ပာယ်ဖွင့်ဆိုနိုင်မှာပါတဲ့ဒီမှာဆက်ပြီးတော့ဖော်ပြပေးထားတာကတော့ထိုပြည်ကြီးအစေခံများတဲ့ပြည်သူအစေခံများဟာပြည်သူဝင်ကိုတဲ့နောက်ဆန်ကင်ကင်တာဝင်ကြည်ကြည် ဆောင်ရွက်ပေးနိုင်ရေးအတွက်တပြည်သူတို့ကပြည်သူ့ဘန္ဓာဖြစ်တဲ့ပြန်လည်ကျေးဇူးပြုပေးကြရပါတယ်။နေရေးထိုင်ရေးသွားလာရေးမှအစပေါ့နော်။စားနပ်ရိက္ခာအထိပြည်သူ့ဘန္ဓာငွေနဲ့ရက်တီခွင့်ရကြပါတယ်။ထိုအစဉ်အလာထိုရင်ကျင်းမှုဟာမင်းနဲ့ပြည်သူအကြားတဲ့အခြေခံဆက်ဆံရေးဘရင်းရင်တရက်ပင်တဲ့ဖြစ်ပါတယ်။ဒါကြောင့်လည်းအထက်ပါမင်းနဲ့ပြည်သူအခြေခံဘရင်းရင်ကားတဲ့မြန်မာနိုင်ငံရဲ့နှစ်ပေါင်း90ကြော်ကြာကျိုးပေါက်ခဲ့ရပါတယ်တဲ့။လွန်လေခဲ့သောကာလအတွင်းနဲ့မြန်မာပြည်ပြည်ကြီးအခြေခံများသည့်ပြည်သူဗန္ဓာငွေကိုစားပြီးတော့ ပြည်သူကိုတဲ့ဂုတ်စီးခဲ့ကြပါတယ်ပြည်သူဗန္နာစာပြီးပြည်သူဝင်ကြေရမယ်အစားပြည်သူကိုပြန်လဲကြုံပြုတ်ခဲ့ကြတယ်တဲ့ပြည်ကြီးအစီခံများအစားပြည်ကြီးသခင်များဖြစ်လာကြပါတယ်ဤအစဉ်လာစုကိုတဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများစတင်ပေးခဲ့တဲ့တမနာဦးသိန်းစိန်စိုးရရဲ့တက်တန်းကုံဆုံးလူဇဲဇဲကာလာမှာပဲနဲ့ယူတို့ရိတ်တိတ် တွေ့မြင်နေရပါသေးတယ်တဲ့ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရတဲ့ဝင်ကြီးများအတွေ့အကြုံနေအိမ်များလွှဲပြောင်းအနှင်းရပါတဲ့ပြည်သူဗန္ဒာငွေနဲ့ဝယ်ယူဖြည့်တင်းထားတဲ့ပရိဘောဂတွေကိုတဲ့တည်စဲအစိုးရအဖွဲ့ဝင်ကြီးများကကိုပိုင်ပစ္စည်းတပွဲနဲ့ပြန်ယူသွားကြတယ်ဟူသောသတင်းတွေပေါ်ထွက်ခဲ့ပါတယ်စောက်လို့ရေးဝင်ကြီးဌာနကထုတ်ပေးထားတဲ့ငွေဖြစ်ဝယ်ယူထားတဲ့တဲ့ပရိဘောဂတွေကိုတဲ့ယူဆောင်သွားခြင်းဖြစ်ကြောင်းအဖို့အဖိအလွန်ကောင်းတဲ့ဝင်ကြီးတပါးကအထက်ပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကြပြားခဲ့ရာ ညင်းချက်ထုတ်ခဲ့ပါတယ်။မေးရန်ရှိတာကစောက်လို့ရေးဝင်ကြီးဌာနကရောဘယ်သူတွေရဲ့ဘန္တာငွေကြေးတဲ့လေပက်ရက်တီနေရပါတယ်ဆိုတော့မေကုန်းထုတ်ထားပါတယ်။ဒီမှာအိဒါအဘွားထပ်ပြီးတော့ဖော်ပြပေးထားတာကတော့ပြည်သူရွေးချယ်ခံထားရတဲ့ပြည်သူအစိုးရလက်ထက်မှာတဲ့ထိုအစင်လာဆိုးကြီးပျောက်ကွယ်သွားနိုင်မလားဆိုပြီးတော့မှတ်ယူကြပါတယ်။အစိုးရတဲ့လက်ထက်ဝင်ကြီးများအနေနဲ့ ကိုသုံးမဲ့ကိုပရိဘောကကိုငွေချစ်နဲ့သာဝယ်ယူပြီးတော့ယာသူတက်တန်းကုံဆုံးချိန်မှာအဲ့ဒီပစ္စည်းတွေကိုထားခဲ့ရဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကမလ25ရက်နေ့မှာတဲ့ဝင်ကြီးတက်တွေကိုတဲ့ညွှန်ကြားခဲ့ပါတယ်ဒါအရှိယဝင်ကြီးတွေနဲ့နောက်တက်လာမဲ့ဝင်ကြီးတွေနဲ့ကွာဟချက်ကိုအိမ်သားထောက်ပြပေးထားတာပါအရှိယဝင်ကြီးတွေကတော့ပြည်သူဘန်ဒါနဲ့ဝယ်ထားတဲ့ပစ္စည်းတွေကိုသူတို့ကပြန်ယူသွားတယ်နောက်တက်လာတဲ့အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ကတော့နောက်တက်လာမဲ့ဝင်ကြီးတွေဟာ ကိုပစ္စည်းနဲ့ပရိဘောကကိုဝယ်ပါတက်တန်းကုံဆုံးသွားတယ်ဆိုရင်ဒီပစ္စည်းတွေကိုထားခဲ့ပါဆိုတော့ပြောကြတာပါလေဒီမှာဆက်ပြီးတော့ဖော်ပြပေးထားတာကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးရှင်ကျမှုအစ်တမှာတဲ့မင်္ဂလာရှိလှစွာသောညွန်ကြားချက်ပဲဖြစ်ပါတယ်ဒီညွန်ကြားချက်ကပေါ့နော်အဲ့ဒီလိုအစဉ်လာကောင်းရှင်သန်ခဲ့လျင်တဲ့မင်းနဲ့ပြည်သူအကြားထားရှိရတဲ့ဆက်ဆံရေးပြင်ညင်လဲတဲ့ပြန်လဲရှင်သန်လာတော့မှာပေါ့အာအများအကျိုးဆောင်လို့သူတွေအများအကျုံအများအကျိုးဆောင်လို့သူတွေ အများကျအဖြစ်ခံရရမယ်ဟူသောဆိုရိုးစကားလည်းရှိပါတယ်တဲ့ထိုစကားအတိုင်းအစိုးရအဖွဲ့တကလိုက်နာကျင့်သုံးနိုင်ခဲ့လျင်တဲ့မင်းနဲ့ပြည်သူလက်တွဲညီညီနဲ့နိုင်ငံအကျိုးစီးပွားကိုလည်းအကောင်းဆုံးဖော်ဆောင်နိုင်လိမ့်မယ်ဆိုပြီးတော့စံတော်ချင်းကယုံကြည်ပါတယ်ဆိုပြီးတော့ရေးသားထားတာပါပြည်သူဘက်ကဘယ်သူကမျက်နှာမူလဲပြည်သူဘက်ကဘယ်အစိုးရကမျက်နှာမမူတယ်လဲဆိုတာတော့ဒါကဟိုကလေးတွေအတွက်စကားနဲ့ပြောရမယ်ဆိုတာဂိမ်းစကားပွဲတစ်ခုလိုပါပဲဟုတ်ပါတယ်ဗျဟုတ်ကဲ့ခင်ဗျ ကျွန်တော်ကတော့ဒီ11သတင်းစာတွေကပါတယ်ပေါ့နော်ဒီတိုင်းရင်းသားနဲ့ပတ်သက်တဲ့သတင်းတပုတ်ရွေးချယ်ထားပါတယ်။ဝတ်ဒေတာနိုင်တဲ့ပြုတ်လုတော့ NCA လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငင်းငင်းရေးလှုပ်ဆောင်ရန်ကိစ္စများကိုဆွေးနွေးနေပါတယ်တဲ့။ဝတ်ပြည်သွေးစည်ညို့ရေးပါတီ UWSP နဲ့ UWSA ကဥဆောင်၍တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနှစ်ဖွဲ့ရဲ့အစည်းအဝေးကိုဝတ်ဒေတာပန်ဆန်းမြို့ဘာတဲ့မလ26ရက်နေ့ကကျင်းပရာအစိုးရတဲ့လက်ထက်တွင်ငင်းငင်းရေးလှုပ်ဆောင်ရန်ကိစ္စများဆွေးနွေးခဲ့ကြောင်း အစည်းအဝေးကိုတက်ရောက်လာတဲ့မိုင်းလာလက်နက်ကိုင်အဖွဲ့ NDAA အထွေထွေတွေ့ရင်မူဥကြည်မြင့်ကပြောကြားတယ်လို့ဒီအလဲဘက်မှာကိုကဖော်ပြထားပါတယ်။အဲ့ဒီအစည်းအဝေးကိုတဲ့မလ29ရက်မှာဆက်လက်ကျင်းပသွားမှာဖြစ်ပြီးတော့ငင်းကြရေးနဲ့နိုင်ငံရေးအခြေအနေများနဲ့ပတ်သက်၍တပွဲချင်းစီရဲ့သဘောထားများကိုလည်းအပြန်အလှန်ဆွေးနွေးသွားမယ်လို့သိရပါတယ်။ဒီနေ့တော်လန်ရေးနဲ့မှာသူတို့ဆွေးနွေးသွားမှာပါ။ဟုတ်ကဲ့ဗျာ။ဥကြည်မြင့်ကဆက်လက်ပြီးပြောတာကတော့ဆွေးနွေးပွဲမှာတော့တဲ့အားလုံးအမြင်ကတော့လာမယ့်အစိုးရအသင်းနဲ့ကျွန်တော်တို့ဆက်ဆံမယ်တဲ့။ ်နိုင်ငံရေးဆွေးနွေးပွဲမှာပါဝင်မယ်။နောက်တိုက်ပွဲဖြစ်နေတဲ့ဆန်းပြင်းနယ်မြောင်ပိုင်းနဲ့ဒီဘက်တိုက်ပွဲတွေအကုန်လုံးရက်စဲလိုက်မှာပဲကောင်းတယ်။လုံးလို့မရနိုင်လို့ရှိရင်ကျွန်တော်တို့အားလုံးဤတစ်ခုနဲ့ပါဝင်အရေးယူတဲ့တယ်လို့အဲ့ဒီလိုသဘောထားနဲ့အချို့လူတွေတင်ပြလာတယ်တဲ့။ဆုံးဖြတ်ချက်တွေဘာတွေညာတွေတော့မရှိသေးပါဘူး။မနေ့ပြန်ဆက်လက်ဆွေးနွေးသွားမယ်ဆိုပြီးတော့မနေ့က26ရက်နေ့အညနေပိုင်းကပေါ့နော်။ဒါသူထုတ်ဖို့ပြောကြားသွားတာပါ။အစည်းအဝေးကိုတဲ့ UWSP ယူရူ SA ဥက္ကရာဥပောက်ယူချန်းကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO KIA ဒုတိယဥက္ကရာဗိုလ်ချုပ်ကြီးအင်ပန်လစံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ SSPB နဲ့ SSA ဒုတိယဥက္ကရာစစ်ခေတိုင်းစသည်တို့ဥဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ဝင်များအပါအဝင်နဲ့မိုင်းလာလက်နက်ကိုင်အဖွဲ့ကိုကန့်လက်နက်ကိုင်အဖွဲ့ကတောင်းလက်နက်ကိုင်အဖွဲ့တဲ့ရခိုင်လက်နက်ကိုင်အဖွဲ့စသည့်အဖွဲ့အစည်းတိတိမှခေါင်းဆောင်များတက်ရောက်လက်ရှိတယ်ဆိုပြီးတော့ဥကြည်မြင့်ကဟိုတရားဝင်ပြောကြားထားပါတယ်ဒီအစည်းအဝေးကိုတက်ရောက်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနှစ်ဖွဲ့အလုံး ်2015ခုနှစ်အော်တိုဘာလ19ရက်ကပြုလုပ်တဲ့တနင်္ဂနွေလိုပြစ်ခတ်တိုက်ခိုက်မှုရဲစဲသဘောတူစာချုပ်လက်မှတ် မရေမထိုးရသေးတဲ့အဖွဲများဖြစ်ပြီးတော့တဲ့ဘဝနဲ့မိုင်းလာတို့မှလွဲပြီးကြံတဲ့အဖွဲ၅ဘွဲကတော့တက်မတော်နဲ့တိုက်ပွဲများပြင်းထန်စွာဖြစ်နေတယ်ပေါ့နော်။ဟုတ်ကဲ့။ဒါလက်မှတ်မထိုးရတဲ့အဖွဲတွေရှိတယ်။အဲ့ထက်ကမှဒီဖေအဖွဲရပေါ့နော်။ဟိုအစိုးရနဲ့ဖြစ်နေတယ်။ဘယ်ဘွဲကတော့အစိုးရနဲ့မဖြစ်ဘူးဆိုတော့သူကဆက်ပြီးစင်ပြထားတာပါ။ဟုတ်ကဲ့ပါ။ SCA လက်မှတ်ထိုးထားတယ်တဲ့။တိုင်းနာလက်နက်ကိုင်အဖွဲများမှာတဲ့ထိပ်သီးခေါင်းဆောင်များအနေဖြင့်မလ24ရက်နေ့မှာတဲ့26ရက်ဒီထိုင်းနိုင်ငံချင်းမိုင်မှာတွေ့ဆုံ၍အစိုးရတင်းနဲ့တဲ့ငင်းကြဲဆက်လက်ဆောင်ရွက်ရန်ကိစ္စများကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်တဲ့။ အဲ့ဒီအစည်းအဝေးမှာတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီညွတ်ရေးကိုယ်စားလှယ်အဖွဲ့တဲ့ရင်းကိုယ်စားလှယ်အဖွဲ့အနေဖြစ်တဲ့မလ29ရက် NCA လက်မှတ်မထိုးရသေးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၉ဖွဲ့ဖြင့်စုဖွဲ့ထားတဲ့ညီညွတ်သောတိုင်းရင်းသားများလူမျိုးဖက်ဒရယ်ကောင်စီ UNSC ရဲ့နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးကိုယ်စားလှယ်အဖွဲ့နဲ့တွဲဆုံညှိနှိုင်းမိလို့လည်းသိရပါတယ်တဲ့။ဒေါ်ဆန်းစုကြည်ဥက္ကဋ္ဌဖြစ်တာဝန်ယူနေတဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရအသစ်အနေဖြင့်ညီညွတ်ရေးလုပ်ငန်းကိုတဲ့ဦးစားပေးကိစ္စဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးမထိုးရသေးတဲ့အဖွဲ့များပါဝင်လက်မှတ်ရေးထိုးရန်ကြိုးစားသွားမည်ဖြစ်ကြောင်းဆိုပါတီခေါင်းဆောင်များကထုတ်ပြောပြောကြားတဲ့စကားကိုလည်းဒီသတင်းမှာပေါ့နော်သူကဆက်လက်ဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာဟုတ်ကျွန်တော်နောက်ထပ်တစ်ပုတ်အနေနဲ့ပေါ့နော် The White TV သတင်းစာမှာပါတဲ့ The White သတင်းစာမှာပါတဲ့ပေါ့နော်သတင်းတစ်ပုတ်ကျွန်တော်ဖတ်ပြပေးခြင်းပါတယ်ဒါတော့သတင်းရဲ့ခေါင်းဆောင်မှာပါရေးထားတယ်ဆိုတော့နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေးဆွေးနွေးမှုတဲ့အပိသက်သဘောတူညီမှုရခုဆိုဆိုတဲ့သတင်းကိုဖော်ပြထားပါတယ်ဒါတော့ခုလက်ရှိအစိုးရဦးသိန်းစိန်နဲ့ 2005ရွေးကောက်ပွဲမှာအနိုင်ရတာတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အစိုးရတဲ့အကြားမှာသဘောတူညီမှုပေါ့နော်ဆွေးနွေးမှုအာဏာလွှဲပြောင်းမှုကိစ္စတွေနဲ့ပတ်သက်တဲ့ဆွေးနွေးမှုကိုအပြည့်အသက်သဘောတူညီမှုတွေရသွားပြီဆိုပြီးတော့ပြောတာပါဒါတွေမှာဖော်ပြပေးထားတာကတော့နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေးအခမ်းအနားကျင်းပရန်နဲ့အတွင်ကူပြောင်းမှုချုံ့မှုရေးအတွက်အစိုးရရဲ့နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှုအထောက်အကူပြုကော်မတီနဲ့ NND ပါတီအတွင်ကူပြောင်းရေးအဖွဲ့တို့အကြားဆွေးနွေးမှုအပြည့်အသက် သဘောတူညီမှုရရှိထားကြအောင်နော် NLD ပါတီဘို့အလုံးမှုဆောင်ကော်မတီဝင်ဦးဝင်းထိန်ကပြောကြားပါတယ်ဆိုပြီးတော့ပြောထားပါတယ်ဒီသတင်းမှာထပ်ပြီးတော့ဖော်ပြပေးထားတာကတော့လက်ရှိသမ္မတဦးသိန်းစိန်အစိုးရကလည်းနိုင်ငံတော်သမ္မတဦးထင်ကျော်ဦးဆောင်တဲ့အစိုးရတစ်ထန်လွှဲပြောင်းကြီးတာဝန်လွှဲပြောင်းရေးကိစ္စများအတွက်လည်းမလာ22ရက်နေ့ကနှစ်ဖက်အဖွဲ့အစည်းများတွဲဆုံဆွေးနွေးခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း၎င်းကအခုလိုပဲပြောဆိုသွားတာပါတဲ့ဒီမှာပြောထားတာကတော့နှစ်ဖက်သဘောတူညီမှုများရတဲ့မလာ30ရက်နေ့မှာနိုင်ငံတော်သမ္မတအစ်ဦးထင်ကျော်ကပြည်တော်စုလှစ်တော်မှာ ကျန်းသစ္စာဆိုပြီးတဲ့နောက်နိုင်ငံတော်သမ္မတအိမ်မှာတဲ့နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေးအခမ်းအနားကိုတဲ့ကျင်းပမှာဖြစ်ကြောင်းတဲ့ဦးဝင်းထင်ကပြောပါတယ်လွှဲပြောင်းရေးတာဝန်ရတော့နိုင်ငံတော်သမ္မတအိမ်တော်မှာပြုလုပ်မှာပါကျန်းသစ္စာချိန်တာကတော့လွှတ်တော်မှာလွှတ်တော်မှာချိန်ရမှာချိန်စုမှာပါတော့ဒီမှာထပ်ပြောထားတာကအားလုံးကိုတဲ့ဆွေးနွေးမှုသဘောတူပြီးသွားပါပြီတဲ့30ရက်နေ့မနက်ပိုင်းလွှတ်တော်မှာကျန်းချိန်တာပြီးတာနဲ့ပေါ့နော်နေခင်းပိုင်းမှာနိုင်ငံတော်သမ္မတအိမ်တော်မှာတဲ့အာဏာလွှဲပြောင်းမှုတွေပြုလုပ်မှာပါတဲ့ဒီမှာဆက်ပြီးတော့ဖော်ပြထားပါတယ် နိုင်ငံတော်သမ္မတတေတဲ့ပြည်တော်စုလွှတ်တော်မှာတဲ့ကျန်းတစ္ဆာကျင်းစုအပြီးမိန်ကုန်းပြောကြားမိဖြစ်ပြီးဖြစ်ကားတဲ့ရင်းနှီးနေ့လယ်ပိုင်းမှာတဲ့နိုင်ငံတော်သမ္မတဦးသိန်းစိန်ကအာဏာလွှဲပြောင်းပေးမယ်ဖြစ်ပြီးတော့တဲ့ညနေပိုင်းမှာနိုင်ငံသားတန်တမန်တွေပြည်တော်စုအစ်အစိုးရအဖွဲ့ဝင်တွေပါဝင်တဲ့ညစာစာပွဲကိုတဲ့ကျင်းပမှာပါဆိုပြီးတော့ဦးထိန်ကပြောပါတယ်အထွေထွေရွေးကောက်ပွဲမှာတဲ့မဲအများဆုံးတဲ့အနိုင်ရရှိထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်းဖွဲ့စည်းမဲ့အစိုးရတက်ထံကိုတာဝန်လွှဲပြောင်းရေးအတွက်သမ္မတဦးသိန်းစိန်အစိုးရကနိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှုအထောက်အကူပြုကော်မတီကိုဒီဇင်ဘာလဒုတိယပတ်ထမှာလည်းဖွဲ့စည်းခဲ့တာပါတဲ့အဲ့ဒီကော်မတီမှာဥက္ကဋ္ဌဖြစ်ပြည်တော်စုဝင်ကြီးဦးလာထွန်းနဲ့ပြည်တော်စုဝင်ကြီးဦးရထွန်းနိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဦးလာထွန်းစောက်လို့ရေးဝင်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်အောင်နိုင်ငံတော်သမ္မတရုံးဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစော်ဒေထုဦးစော်ထေရုံနဲ့လည်းဖွဲ့စည်းခဲ့တာပါတဲ့စောင်းအောင်တော့ကျွန်တော်တို့ဒီပေါ့နော်ဒီ အစိုးရဘက်ကဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ကျွန်တော်တို့ဒီညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့အသွင်ကူးပြောင်းရေးအဖွဲ့ကိုဖွဲ့စည်းခဲ့တဲ့အဖွဲ့မှာဘယ်သူတွေပါလဲဆိုတော့ဗောနော်ဗဟုအလုံးမှုဆောင်အဖွဲ့ဝင်ဦးဝင်းထိန်ပါမယ်နောက်နောက်တစ်ခုကဗဟုအလုံးမှုဆောင်အဖွဲ့ဝင်ဒေါက်တာမျိုးအောင်နဲ့တဲ့ရန်ကုန်တက္ကသိုလ်ပေါင်ပေါက်ခါချုပ်အငိမ့်စားဒေါက်တာအောင်သူတို့ပါဝင်ပါတယ်တဲ့နှစ်ဖက်အဖွဲ့စည်းတွေတာဝန်လွှဲပြောင်းရေးကိစ္စတွေကိုတဲ့၅ချိန်တိုင်းဆွေးနွေးပြီးတဲ့နောက်သဘောတူညီမှုရရှိခဲ့တာပါတဲ့လက်ရှိမှာတဲ့ပြည်တော်စုလွှတ်တော်အတွင်းနဲ့နိုင်ငံတော်သမ္မတအသစ်အဖြစ် ဥထင်းကျော်ကိုတင်ပြောက်ထားပြီးဝင်ကြီးဌာန22ခုနဲ့တဲ့ NLD ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်အပါအဝင်ပြည်တော်စုဝင်ကြီး16ဦးအမည်စရင်းကိုလည်းအတည်ပြုထားပြီးသွားပါပြီဆိုတဲ့သတင်းမှာဖော်ပြပေးထားပါတယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ဒီ7 day သတင်းစာထဲမှာပါတဲ့နောက်ထပ်တိုင်းရင်းသားသတင်းတစ်ပုဒ်ကိုရွေးချယ်ထားပါတယ်ခင်ဗျာ။ဖက်ဒရယ်ပြည်တော်စုတိဆောက်နေရန်တဲ့လွှတ်တော်တွင်လွှတ်တော်ပြန်ပဆွေးနွေးပွဲကို ဟန်ကျက်ညင်ကြီးတဲ့ပူပေါင်းဆောင်ရွက်ရန်လိုတယ်ဆိုပြီးတော့ဗိုလ်ချုပ်ကြီးစောမူတူစေဖိုးကပြောကြားလိုက်ပါတယ်တဲ့။ပြောင်းလဲလာတော့တဲ့နိုင်ငံရေးဖြစ်စဉ်အရလွှတ်တော်တွင်လွှတ်တော်ပြန်မဆွေးနွေးပွဲများကိုဟန်ကျက်ညင်ကြီးပူပေါင်းဆောင်ရွက်ကြပါကအားလုံးလိုလားနေတယ်တဲ့ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကပြောကြားပါတယ်ဆိုပြီးတော့ဆယ်ပင်နေသတင်းစာကကိုးကားဖော်ပြထားပါတယ်မလ26ရက်နေ့ကတဲ့ချင်းမိုင်မြို့မှာပြုလုပ်ခဲ့တဲ့တနင်္ဂနွေလောက်ပြက်ခဲတိုက်ခိုက်မှုရစဲရဲသဘောတူစာချုပ် NCA ရေးထိုးထားတဲ့တိုင်းနာလက်နက်ကိုင်အဖွဲ့များတဲ့ထိပ်သီးအစည်းအဝေးအဖွဲ့မှစကားမှာထည့်သွင်းပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်တဲ့ KNU ဥက္ကဋ္ဌက စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်ကြိုးပမ်းနေရမှာတဲ့လက်ရှိနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များအရအစိုးရနဲ့တာဝန်ရှိသူများကလွှတ်တော်တွင်တည်ဆဲဥပဒေများနဲ့အညီဆောင်ရွက်နေတဲ့သို့ပြည်သူများနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင်အားလုံးပါဝင်နိုင်တဲ့လွှတ်တော်ပြင်ပနိုင်ငံရေးငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုဟန်ချက်ညီညီဆောင်ရွက်ကြပါကရည်မှန်းထားတဲ့အတိုင်းပဲတဲ့ပန်းတိုင်ကိုရောက်ချင်မည်ဖြစ်ကြောင်းကိုလည်းဆက်လက်ပြောကြားခဲ့ပါတယ်တဲ့ချင်းမန်ထိပ်သည့်အစည်းအဝေးမှာ ICA ရေးထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့ကရှစ်ခုအနက် ခုနှစ်ဖွဲ့မှခေါင်းဆောင်များတက်ရောက်ခဲ့ပါတယ်တဲ့ NCA လုံးဝမရေးထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိပ်သီးအစည်းအဝေးတရက်ကိုလည်းတဲ့ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ထိန်းချုပ်နယ်မြေမှာမတ်လ26ရက်နေ့ကလည်းပြုလုပ်ခဲ့ပါတယ်တဲ့အခုမတ်လ28ရက်နေ့ဒီနေ့တော်လိုင်းရင်းနေ့မှာတော့ချင်းမိုင်မြို့မှာတဲ့ NCA ရေးထိုးထားတဲ့အဖွဲ့များနဲ့မရေးထိုးရသေးတဲ့အဖွဲ့များကညီညာရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်းဆွေးနွေးသွားမယ်ဆိုပြီးတော့ဆယ်ပြင်းလေးမှာကျွန်တော်တို့ပေါ်ပြထားတာတွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါကတော့ ဒီပြည်တွင်းမှာလည်းသူတို့တွေဆွေးနွေးနေကြတယ်ပြည်ပမှာလည်းငញ្ញံအိတ်တွေကိုဆွေးနွေးနေကြတယ်ဒါကတော့ဖရယ်ပြည်တော်စုတစ်ခုကိုတည်ဆောက်နိုင်ဖို့ပေါ့နော်လွတ်တော်တွင်လွတ်တော်ပြင်ပကဆွေးနွေးပွဲကိုသူတို့ဟန်ချက်ညီညီပေါ့နော်ဆွေးနွေးဖို့လိုတယ်ဆိုပြီးတော့တိုင်းရင်းသားခေါင်းဆောင်တွေကပြောကြားတဲ့တဲ့တင်ကိုဒီမှာသူတို့ဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီအစီအစဉ်ရဲ့နောက်ဆုံးအစီအစဉ်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော် Daily 11သတင်းစာမှာဖော်ပြပေးထားတဲ့ကာတုန်တစ်ပုဒ်ကိုကျွန်တော်ယူချေထားပါတယ်ဒီကာတုန်လေးကတော့ကျွန်တော်တို့ဘာကိုဖော်ပြထားလဲဆိုတော့လူနှစ်ယောက်ရှိတယ်ဗျာလူနှစ်ယောက်စကားတွေပြောနေကြတယ် တယောက်ကပြောတယ်အစိုးရအသေးတဲ့နောက်ထပ်ထပ်ပြောတယ်နောက်ထပ်လူနှစ်ယောက်ထပ်ပြောတယ်ဟုတ်ကဲ့လွတ်တော်အသေးတဲ့နောက်ထပ်လူနှစ်ယောက်ကထပ်ပြောတယ်ဒီမိုကရေစီနိုင်ငံအစ်စ်အစ်စ်ဆိုပြီးတော့ထပ်ပြောတယ်အဲ့နဲ့ဒီဘက်ကလူတယောက်ကပြန်ပြောတယ်နေုံกว่าလေအဖိုးတို့ပြည်သူဘဝတွေတဲ့မမမမတစ်သေးတာမတစ်သေးဘူးกว่าဆိုပြီးတော့ပြောလိုက်တယ်ဗောနော်ဒီအစိုးရအစ်စ်တွေလာတယ်လွတ်တော်အစ်စ်တွေလာတယ်ဟုတ်ကဲ့ဒီမိုကရေစီအစ်စ်ကိုယ်လည်းပြောင်းလဲနေပြီဒါပေမဲ့ပြည်သူတွေရဲ့ဘဝအတွက်ကို ပြောင်းလဲဖို့လိုရဲဆိုပြီးတော့ဒီကာတုံးဆရာနေပြီးတော့ကာတုံးတစ်ခုနဲ့ထောက်ပြပေးထားတာပါ ဟုတ်ကဲ့ခင်ဗျာဒီကနေ့ထွက်စီလာတဲ့သတင်းစာနဲ့ဂျာနယ်တွေကိုကြည့်စုစောင့်ကြည့်နေတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်စီပါတယ်ခင်ဗျာ